့ရှေးစိတ်အများစုကအဝါဖက်သွားတဲ့စိတ်တွေရှိတယ်။ကတ်တင်မှာအားနည်းချက်လေးရှိတတ်တယ်။ GIA certificate ထုတ်လိုက်လို့ရှိရင်အဲ့ဒီအားနည်းချက်တွေလည်းပေါ်လာကောင်းပေါ်လာနိုင်တာပေါ့နော်။လက်ခံနေဆိုရင်တော့အကောင်းဆုံးကတော့ GIA certificate ထုတ်ထားတာကတော့ပိုကောင်းတယ်။ င်္ဂလာပါသမီး။မင်္ဂလာပါချဲ။တဖြည်းဖြည်းပို့ထားရတယ်နော်။အေးသမီးတို့အောင်မြင်နေဟက်တာ။အေးကျေးဇူးပါချဲ။ကဲရောက်လက်စားနဲ့ဒီနှစ်အတွက်ဒီဇိုင်းသစ်တွေထွက်တာအများကြီးပဲချိသွားအောင်။ကြည့်တယ်ကြည့်မယ်အားလည်းပေးမယ်ပြီးတော့ဒီချဲကိုလည်းအကူအညီတောင်းစီရရှိလို့။အေးရပါတယ်။ဘာများလဲပြောသမီး။အဲသမီးတို့မိဘလက်ထက်ကပေါ့နော်ဝယ်ထားတဲ့စိန်ရှေးစိန်ကြီးအကြောင်းကိုဆွေးနွေးခြင်းလို့ချဲနဲ့။ရတယ်လေ။အားဆိုရင်ဒီချဲတို့အေးစစ်စကားပြောအောင်အင်္ဂနဲ့တော့အောင်ဟုတ်ချဲ။ အော်ဒီတော့တီချာရဲ့တမီးတို့ရဲ့အမေလက်ထပ်ကလေးရပါတော့ဝယ်ထားတဲ့ရှေးစိန်တွေရှိရဲအဲ့ဒါတွေကို GIA certificate ထုတ်ရကောင်းမလားလို့အဲ့တီချာကိုအကြံဉာဏ်တောင်းလားအဲ GIA certificate ထုတ်လို့ရှိရင် ကောင်းတာတော့ကောင်းတယ်ဘာကြောင့်လဲဆိုတော့ GI certificate ထုတ်လိုက်ခြင်းအပြင်တမိလက်ထဲမှာရှိတဲ့စိန်တွေရဲ့အဲ quality အတိအကျကိုတမိသိလာမှာပေါ့နော်အဲ C 4C ပေါ့ 4C မှာ caravic ကဘလောက်လဲ color ကဘလောက်လဲ clarity ကဘာလဲ cutting ကဘယ်လိုမျိုးလဲဆိုတာကိုတမိအတိအကျသိလာမယ်အဲ့လိုသိခြင်းအပြင်တခြားလို rubber book price ကိုကြည့်လိုက်ရင်တမိရဲ့ color ပေါက်စေးပေါ့စိန်ရဲ့ color ပေါက်စေးအတိအကျကိုတမိတွက်လို့ရတယ်အဲဒါပေမဲ့ တပိုင်းကကြည့်ရင်တော့တချို့ရှေးစိတ်အများစုကအဝါဖက်သွားတဲ့စိတ်တွေရှိတယ်။ကတ်တင်မှာအားနည်းချက်လေးရှိတတ်တယ်။အဲဒီတော့ GIA certificate ထုတ်လိုက်လို့ရှိရင်အဲ့ဒီအားနည်းချက်တွေလည်း ပေါ်လာကောင်းပေါ်လာနိုင်တာပေါ့နော်အဲ့တော့တမိနေနဲ့လက်ခံနေဆိုရင်တော့အကောင့်ဆုံးတော့ GI certificate ထုတ်ထားတာကတော့ပိုကောင်းတယ်အဲ GI certificate ထုတ်ထားခြင်းအပြင်တမိကဘယ်အချိန်မှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံဘယ်နေရာမှာပဲရောက်နေရောက်ရင်လေတမိရဲ့ဒီ certificate နဲ့စိန်လေးကိုကင်ထားရတာတမိအတွက်အဲဒီစိန်ရဲ့ကာလပေါက်စီကိုတမိအမြဲတမ်းသိနေနိုင်တယ် update လုပ်လို့ရတာပေါ့နော် GI certificate တွေကိုမြန်မာနိုင်ငံမှာရောထုတ်လို့ရတာဒါမှမဟုတ် GI အတူစစ်ကတ်တွေကများတော့လေဘယ်နိုင်ငံတွေမှာထုတ်လို့ရလဲဆိုတာလေးပြောပြပေးပါဦးချင် အဲဒီချင်တို့က GI certificate ကမြန်မာနိုင်ငံမှာထုတ်လို့တော့မရဘူးသမီးမြန်မာနိုင်ငံမှာထုတ်ချင်တော့ local lab certificate တွေပေါ့เนาะအဲ local lab ဆိုတော့ဒီမြန်မာနိုင်ငံတွင်းမှာရှိတဲ့ဓာခွဲခန်းတွေက certificate တွေတော့ရနိုင်တယ်ဒါပေမဲ့ GI certificate ကိုလိုချင်ရင်တော့ဒီချင်တို့ဒီ GI certificate ရဲ့အနောက်မှာလဲသူဓာခွဲခန်းတည်နေရာလေးတွေဖော်ပြထားတယ် Anwat မှာရတယ် Bangkok မှာရတယ် Carlsbad เนาะနောက် Cameroon Hong Kong မွန်ဘိုင်းနယူးယောက်ဆူရက်တိုကျိုစတဲ့နိုင်ငံပေါင်းများစွာမှာအခု GI certificate ကိုတော့ထုတ်လို့ရပြီဒီချက်တို့အနည်းဆုံးဆိုရင်တော့ဘန်ကောက်မှာသတိသွားထုတ်လို့ရတယ်အဲဘန်ကောက်မှာ GI တက်ခွဲခန်းရှိတယ်အဲ့တော့အဲ့ဘန်ကောက်က GI တက်ခွဲခန်းမှာလည်းသတိသွားပြီးတော့ GI certificate ထုတ်လို့ရတယ်ဟောအဲ့ဆိုချက် GI certificate သွားထုတ်ရရောကုန်ကြစေဘယ်လောက်လောက်ကြာနိုင်တဲ့လဲ အဲ့ဒါကတဲ့ချက်ကတမိသွားထုံးမဲ့နိုင်ငံပေါ်လဲမှုတည်တယ်။အာ GIA ကကြတော့သူ့ရဲ့စစ်ခါကိုသူက carrot weight ပေါ်မှာမှုတည်ပြီးတော့ယူတာ။အဲ့တော့တမိစိန်ရဲ့ size ပေါ့နော်။တမိစိန်ရဲ့ carrot weight ပေါ်မှာမှုတည်တယ်။အဲ့ carrot weight ကအာများရင်များသလိုသူတို့ရဲ့စစ်ခါကလည်းကွာခြားမှုရှိတယ်။အဲနောက်တစ်ခုကကြတော့တမိစဉ်းစားရမှာကတပွင့်နှစ်ပွင့်နဲ့ဆိုရင်တော့အဲ့လိုသွားထုတ်ရတာကတိတ်တော့မတန်ဘူး။ဘာကြောင့်လဲဆိုတော့အာ လင်းကအသွားပြန်နေစရိတ်တွေရှိတယ်။နောက်သမီးဟိုမှာနေစရိတ်ရှိတယ်။နောက် GIA ကကြတော့ချက်ချင်း certificate ကိုအခုသွား ထဲ့လို့အခု GIO သွားစစ်လို့မနှက်ဖြန်ရတာမျိုးမဟုတ်ဘူးအရှိမလာစစ်တဲ့စိတ်မွေ့များနေလို့ရှိရင်တမီးတို့ကရက်ချင်းပို့ပြီးတော့နောက်ကျတက်တယ်အဲ့တော့တချို့ကတော့လည်းစောင့်ပြီးတော့ယူတယ်အဲ့ဆိုနေစိတ်တွေတက်တယ်နေစိတ်စားစိတ်တွေတက်တယ်အဲတချို့ကကြတော့လည်းပဲအဲ့ရက်ကိုမစောင့်ကျင်တဲ့အတွက်ကြောင့်မလို့စိတ်မွေ့ကိုထားခဲ့တယ်ပြီးတော့မှကတ်ထွက်တော့မှတခါတည်းယူတယ်ဆိုရင်တော့အဲ့ဒါဆိုရင်အသွားပြန်ကုန်ကြစေကနှစ်ဆဖြစ်သွားတယ်အဲ့တော့အဓိကကိုသွားမဲ့နိုင်ငံရဲ့အသွားပြန်ကုန်ကြစေခီးစရိတ်ပေါ့နော် ော်အဲ့ဒါရဲ့နောက်တစ်ခုကသမီးနေမဲ့ living cost ရဲ့အဲ့ဒါလေးကိုပါထည့်ပြီးတော့တွက်ရမယ် GI ရဲ့စစ်ခါကကြတော့တကယ်စစ်တော့မယ်ဆိုလို့ရှိရင် website ထဲမှာတခါလေးသွားပြီးတော့ mail လို့ရတယ် all your elegance ချက်သေးရှိတဲ့လှပမှုတွေအတွက် Lady Grace Diamond Land ဟုတ်ချက်အဲဆိုတမီးရဲ့စိန် GI certificate ထွက်လာပြီဆိုရင်စိန်ကောင်းမကောင်းကို GI certificate ဒီမှာဘယ်လိုဖတ်လို့ရလဲဆိုတာရှင်းပြပေးပါဦးချက်အဲဆိုရင်ဒီချက်တမီးကိုဒီ GI certificate ပေါ့နော် GI certificate မှာရေးထားတဲ့ပုံစံအကြောင်းလေးတွေအရင်ဆုံးရှင်းပြပေးမယ်အာ GI ကတမီးရဲ့စိန်ဝင်ကိုအကဲပြဖတ်လိုက်ပြီးပြီဆိုလို့ရှိရင်သူကသူဒီ GI စစ်လိုက်တဲ့ဒိတ်လေးကိုဖော်ပြပေးတယ် ဒီမှာလရဲ့ရက်ရဲ့အဲခုနှစ်ရဲ့ပေါ်ပြပေးတယ်ပြီးလို့ရှိရင်တီချာတို့စိတ်မှာကပတ်လိုင်းရှိတယ်စိတ်ကပတ်လိုင်း garden line လို့ခေါ်တာပေါ့အ အဲ့ဒီကားတဲ့ line မှာလည်းပဲသူကဒီစိန်ဒီ report အမှတ်စဉ်နံပါတ်ဘလောက်ကိုသူကစစ်ပေးထားပါတယ်ဆိုတာကဏန်းဆယ်လုံးနဲ့အမှတ်စဉ်ထိုးပေးတယ်။အဲ့ဒီကဏန်းဆယ်လုံးကတခြားတို့ GIA ကတ်မှာလည်းပါတယ်လို့ GIA စိန်သားပေါ်မှာလည်းပါရတယ်။အဲ့ဒီဟာကိုသွားပြီးတော့တခြားတို့က GIA စိန်သားပေါ်မှာလည်းဒီဒီကတ်နဲ့ဒီစိန်ဒီကိုက်မကိုက်လဲစစ်လို့ရတယ်။နောက်တစ်ခုကဒီစိန်ရဲ့ measurements ပေါ့ diameter တွေပါတွေပါဖော်ပြပေးတယ်။အဲ့ဒီမှာအရေးကြီးဆုံးတခြားတို့ဖတ်တဲ့နာကဘာလဲဆိုတော့ force 4C က C လေးလုံးနံပါတ်1က Caraway နောက်နံပါတ်2ကတော့ Color နံပါတ်3ကတော့ Clarity နံပါတ်4ကတော့ Teacher ရော Cat Grade ပေါ့နော်ဒီမှာဒီစင်ကိုကြည့်လိုက်ရင်ဒီကောင်က Caraway က0.3ဆိုတော့ဒီကောင်က3လုံးစီ Color အပြင်ကသူက K Color အ Clarity Grade က VS1 အ Cutting က Excellent အဲ့မှာဆက်ပြီးကြည့်လို့ရတာ Polish နဲ့ Symmetry Polish ဆိုတာကစင် သွေးခွက်မျက်နှာပြင်တွေရဲ့ညင်ညာချောမွေ့မှုကိုပြောတာ။နောက် symmetry ဆိုတာကတော့ဒီစိမ်သွေးထားတဲ့ line လေးတွေရှိတယ်။အဲ့ alignment လေးတွေညင်ညာမှုကိုပြောတာ။အဲ့ဒါအဲ့ဒါတွေကလည်းအဆင့်က excellent ရယ် very good ရယ် good ရယ် fair ရယ် poor ရယ်ဆိုပြီးတော့ရှိတယ်ဆိုတော့ဒီစိန်တပွင့်ကိုကြည့်လိုက်ရင်တော့ဒီစိန်က ာရာဝိတ်အားဖြင့်သူကသုံးလုံးစီးဖြစ်တယ်။ color grade က K color ဆိုတော့အရန်ဖြူတဲ့လည်းလည်းမပါဘူး။အရန်ဝါတဲ့လည်းမပါဘူး။ Now clarity က VS1 0.3အနေနဲ့ကြည့်ရင်တော့ VS1 ကကြတော့အနာသိပ်ပြီးတော့မသိတာတော့သုံးလို့အဆင်ပြေသေးတယ်။ cutting grade က excellent, polish က excellent, symmetry က excellent, fluorescent က none ဆိုတဲ့အတွက်ဒီစိတ်မွင့်လေးတွေခြုံပြီးတော့ကြည့်ရင်တော့လာတယ်ကောင်းတယ်ပေါ့နော်အဲ့လိုလေးကြည့်လို့ရတယ်အဲ့တော့ ပြောရရင်တီချာတို့ဒီ report number ဒီ report number GI report number လို့ရေးထားတဲ့ဟာလေးကိုတီချာတို့စိန်သားမှာတွားပြီးတော့ကြည့်လို့ရတယ်။စိန်သားရဲ့ garden line လို့ခေါ်တဲ့ကပတ် line လေးမှာ GIA ကသူ့ဖတ်ပြီးသားဆိုရင် GIA ဆိုရက်စက်လုံးလေးနဲ့အနောက်မှာဒီကနန်းဆယ်လုံးကိုပြပေးထားမှာ။အဲ့တော့အဲ့ကနန်းဆယ်လုံးနဲ့ GIA ဆိုရက်အဲ GI ဆိုတဲ့စာသားလေးနဲ့ဒီကနန်းဆယ်လုံးဒီကနန်းဆယ်လုံးနံပါတ်လေးကကတ်နံပါတ်နဲ့တိုက်မတိုက်လဲတချယ်လို့စစ်လို့ရတယ်။အော် ခုမှပဲရှင်းသွားတော့လေကျေးဇူးပါချင်နောက်တစ်ခုတမီးတို့ဘာဆစ်လို့ရသေးလဲဆိုတော့တီချာတို့ဒီ GI ခဏန်းဆယ်လုံးကိုသူတို့က GI ကဆစ်ပြီးပြီဆိုလို့ရှိရင်သူက internet ပေါ်တင်လိုက်တယ် အဲ့တော့ internet ထဲမှာ internet မှာလည်းပဲသွားပြီးတော့စစ်လို့ရတယ်ဒီချင်တို့ Google တွေကိုဝင်လိုက်ပြီးတော့ GI report check လို့ရိုက်ထည့်လိုက် GI report check လို့ရိုက်ထည့်လိုက်လို့ရှိရင် GI စစ်ဖို့အတွက် report number ဆိုသူကတောင်းတယ်အဲ့ report number မှာသမီးရဲ့ကတ်နံပါတ်လေးကိုရိုက်ထည့်လိုက်လို့ရှိရင်ဒီကတ်နဲ့ဒီကတ်နဲ့ဒီစိန်ရဲ့ specification တွေမှန်မှန်မှန်သမီးတစ်ခါတည်းထပ်ကြည့်လို့ရသေးတယ် online မှာလည်းကြည့်လို့ရတယ်ပေါ့နော် အဲ့လည်းမှတ်ထားစရာတခုပဲဟုတ်တယ်အဲ့တော့ပြောလို့ရှင်ဒီမှာကတီချယ်တို့ကအဲကက်စစ်မစစ်ကိုလည်းကြည့်လို့ရသေးတယ်အဲတမီးကကိုယ်တိုင်သွားထုတ်လာဆိုတော့ကက်စစ်တယ်ဒါပေမဲ့တမီးကအပြင်ကနေ GI စိန်ကိုဝယ်မယ်လို့စိတ်ကူးလိုက်မယ်ဆိုလို့ရှိရင် GI က ကတ်ကစစ်ရလား GIA စိန်နဲ့ဒီကက်နဲ့ရောကိုင်ညီမှုရှိရလားတခွဲခက်နဲ့ကနေဆက်စေးပြီးသားစိန်ဟုတ်ရလားဆိုတာတွေကိုသမီးပြန်ကြည့်လို့ရတယ်။အဲကက်ကိုကြတော့ဒီချေတို့ဘယ်လိုမျိုးခွဲလို့ရလဲဆိုတော့ဒီမှာဆိုရင်ကက်ဆက်ကူသားပေါ့နော်ဆက်ကူသားမှာဆိုရင်အဲဒီလိုလေးသမီးကြည့်လိုက်တာနဲ့သိတာတယ်ဒီမှာကအဖြူရောင်ရိုးရိုးဆက်ကူသားလေးဒီဘက်မှာ ။တချဲတို့ရွှေအိုရောင်လို့ခေါ်လို့လည်းရတယ်လို့မြင်းချီအောင်ကိုလည်းခေါ်လို့ရတယ်။ကြီးလိုက်တာနဲ့တချဲတို့ဒီမှာကြောင်ကျင်လေးတွေပေါ်နေရှောင်မြန်လေးအဲ့ဒါလေးကိုကြီးလို့ရတယ်။နောက်တစ်ချက်ကတချဲတို့လက်နဲ့ပုတ်ပြီးတော့စစ်လိုက်တဲ့အခါဒီနေရာလေးကကြမ်းကြမ်းလေးဒီနေရာလေးကကြတော့ကြီးလိုက်လို့ရှိရင်ဒီ logo လေးရဲ့ GIA ရဲ့စိန်နှုန်းလေးရဲ့ဟိုတမိလက်လေးပုတ်ကြည့်လိုက်ဒီနေရာလေးကနည်းနည်းချော့ချော့လေးနဲ့လေးလေးလေးဖြစ်နေလိမ့်မယ်ကြည့်ကြည့်လိုက်ဟုတ်တယ်เนาะချေเนาะအသားမတူဘူးအဲ့တော့ ရိုးရိုး certificate တွေကို download ဆွဲပြီးတော့ print ထုတ်ထားရင်ကြတော့ဒီလိုဆက်ကူသားတွေနေရာတွေမှာတီချာတို့ကွာဟမှုမရှိဘဲနဲ့အသားတပြေးတည်းဖြစ်နေလိမ့်မယ်။နောက်တစ်ခုကကြတော့တီချာတို့ဒီမှာဆိုရင် GI လိုကိုရောင်ပြေးလေးရွှေရောင်စတစ်ကာလေးကရောင်ပြေးလေးဖြစ်နေတာလေးရှိတယ်။အဲ့ဒါလေးတွေကိုကြည့်ချင်းအပြင်တီချာတို့က GI ကအစစ်ဟုတ်မဟုတ်လဲကြည့်လို့ရတယ်။ ဟုတ်ကဲ့ချဲအခုလိုသမီးမသိရတယ်ကိုအချိန်ပေးပြီးရရှင်းပြပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်တချို့နောက်လည်းမသိတာရှိလားမင်းမဲတချို့ဟုတ်ကဲ့ပါသမီးအချိန်မေးပဲเนาะဟုတ်အခုလည်းသမီးကြည့်ထားတဲ့လက်စွပ်လေးကိုပေါချာလေးဖွင့်ပြီးအားပေးထားရဲ့ချဲအာကျေးဇူးများကြီးတင်ပါတယ်နောက်လည်းလိုရာရှိရင်တချို့လိုစီလာခဲ့เนาะသမီးဟုတ်ကဲ့လာခဲ့ပါမယ်ချဲ